အမိုက်ရှုပ်ရင်ပတ်ဝန်းကျင်ရှုပ်တယ်စိတ်ရှုပ်ရင် ကိုယ်ပါရှုပ်တယ်စိတ်ရှင်းနေမှ အနေရှင်းတယ်အမိုက်ဆိုတာရှင်းပေးရတယ်အမိုက်ပြတဲ့သူကိုမကြည့်ရဘူးအမိုက်ရှင်းတဲ့ကိုယ်စိတ်ထားကအဓိကပဲအမိုက်ပြတဲ့သူကိုလိုက်ကြည့်နေရင် ကိုယ်လည်းပင်ပန်းစိတ်လည်းနှွမ်းစေတတ်တယ်အမိုက်ရှင်းတဲ့သူရဲ့စိတ်ထားရှင်းအမိုက်ပြတဲ့သူဘယ်သူဆိုတာမလိုပါဘူးဒီလိုပါပဲကိုယ်စိတ်တွေရှုပ်စေတာက ြစ်လေတာအမှိုက်တွေကြောင့်ပဲလောဘကျူးလို့စိတ်တွေယူတယ်ဒေါသများလို့စိတ်တွေခါတယ်မောဟရှုပ်လို့စိတ်တွေပုတ်တယ်မာနခံလို့စိတ်တွေထန်တယ်စိတ်ရှုပ်စေတဲ့အမှိုက်တွေကို ကိုယ်တဏ္ဍမှာကြာကြာမထားရဘူးစိတ်ကိုရှုပ်စေတဲ့ကိလေသာ အမှိုက်တွေကိုအတိတတိနဲ့ရှင်းပြရတယ်စိတ်အညစ်အကြေးကိုစိတ်နဲ့စီးပြရတယ်တတိရှိနေတဲ့စိတ်ဟာအမှိုက်မရှိပဲတန်ရှင်းနေတဲ့စိတ်ပါပဲ။ ဒါကြောင့်အမိုက်ဆိုတာပဝင်းကျင်တဲ့စိတ်ကို ရှုပ်စေတတ်တဲ့အတွေ့ရုပ်အမိုက်ကို ကာယအားနဲ့ရှင်းပါ စိတ်အမိုက်ကိုတတိအားနဲ့ရှင်းပါအတိလဲရှိအတိလဲရှိရင်အမိုက်ဆိုတာရှင်းနေမှာပဲပေါ့ဒီစာစုလေးကဘုံရကိုကိုဆုံးမခြင်းအပိုင်း15မှာရေးထားပေးတာပါသိကောင်းတဲ့ဟာလေးတွေမြတ်စွာဘုရားကတော့ဇလေနဘဝတိ ပင်ကံဇလိနေဝဝိတုဿတိစိတ်တေနဘဝတိပါပံစိတ်တေနေဝဝိတုဿတိလို့မိန့်တော်မူတယ်။ရေကြောင့်ဖြစ်တဲ့ရွှန့်ဟာရေနဲ့ဆေးမှပြောင်းတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးဟာလည်းပဲစိတ်နဲ့ဆေးမှပဲပြောင်းတယ်။ရွှန့်ဆိုတာရေကြောင့်ဖြစ်တာကျွေးချီရွက်နွားချီရွက်ထဲကိုရေလေးတွေဝိတကြဝိတ်သွားတဲ့အခါ အနေထိုင်လာပြီးရှင်ဖြစ်သွားရေချောင်းဖြစ်တဲ့ရှင်ပြင်ရင်တခြားဟာနဲ့ဆေးလို့မရအောင်ရေနဲ့ဆေးမှပဲပြောင်းဇလေနာရေချောင်းဘဝတိဖြစ်ပေါ်လေးရှိတဲ့ပင်ကံရှင်ညုံဇလေနေဝဝိတုဇတိရေနဲ့ပဲပြန်ဆေးရသလိုတဲ့စိတ်တေနာဘဝတိပါပံစိတ်တေနေစိတ်တေနာစိတ်ကြောင့်ဘဝတိဖြစ်ပေါ်လေးရှိတဲ့ပါပံ အာဟုတုအညေကြီးဆိုတာစိတ်တည်နေဝစိတ်ဖြင့်သာလဲဝိတုစတိစိတ်ကြောရတယ်။ရေချောင်းဖြစ်တဲ့ရွှွန့်ပင်ရေနဲ့ဆေးမပြောင်းသလိုစိတ်ချောင်းဖြစ်တဲ့အညေကြီးတွေပေါ်ရင်လည်းပဲစိတ်နဲ့ဆေးမပဲပြောင်းတယ်။တတဝါတွေစိတ်ညစ်တယ်ဆိုတာအဲ့ဒီကိလေသာအညေကြီးတွေကြောင့်ညစ်တာပဲ။သူများကညစ်အောင်လှုပ်ထားမဟုတ်ဘူး။ဘသူကဘောလိုကငါ့ကိုစိတ်ညစ်အောင်လှုပ်ထားမဟုတ်ဘူး။ဘယ်အာယုန်ကြီးကငါ့ကိုစိတ်ညစ်အောင်လှုပ်ထား စိတ်ကိုညစ်စေတာကကိလေသာတွေကညစ်တာကိလေသာရဲ့အခွင့်ကိုကစိတ်ကိုညင်နွမ်းအောင်လုပ်စေတဲ့တရားစိတ်ကိုပူလောင်လုပ်စေတဲ့တရားကိုကိလေသာလို့ခေါ်တယ်လောဘဆိုတဲ့ကိလေသာက လူကိုညစ်အောင်လုပ်တယ်ဒေါသဆိုတဲ့ကိလေသာကလူစိတ်ကိုညစ်သွားအောင်လုပ်တယ်မောဟမာနစတဲ့ကိလေသာတွေကစိတ်ကိုညင်နွမ်းအောင်လုပ်တယ်စိတ်ညစ်တယ်ဆိုတခြားသူကြောင့်ညစ်တာမဟုတ်ကိုလောဘကကိုကိုညစ်စေတာကိုဒေါသကကိုကိုညစ်စေတာ ကိုမာနာကကိုကိုညစ်စေတာဘုရင်စာလေးထဲမှာကဗျာဆန်းဆန်းလေးဘုရင်ကာယလေးနဲ့ရေးတယ်အဲ့ဒါလေးသိကောင်းလောဘကျူးလို့စိတ်တွေယူတယ်လောဘကျူးလို့စိတ်တွေယူတယ်ဒေါသများလို့စိတ်တွေခါတယ်မောဟရှုပ်လို့စိတ်တွေ ပုတ်တယ်မာနခံလို့စိတ်တွေထန်တယ်ကိလေသာတွေကိုကိလေသာ လောဘဒေါသမောဟမာနစတွေစိတ်ကိုပုံပေါ်ပေးလိုက်တာ လောဘကျူးလို့စိတ်တွေယူတယ်တဲ့လောဘကြီးတဲ့လူကယူသွားတတ်တယ်လောဘအကြီးနည်းလောဘလူကိုယူစီဟိုလောဘအလျောက်လောဘကြီးလို့လိုက်ရင်လိုက်ရင်နဲ့လောဘအလျောက်မဖြစ်တဲ့အခါကိုရှာဝေစားတဲ့စီစဉ်ဥစ္စာတွေပြင်းပြင်းပြတ်သွားကြည်ပါလားတတိမရှိရင်ယူတယ်တရားမရှိရင်ယူတယ်ညလောဘကြီးတဲ့လူကယူတတ်တယ်ဒေါသများလို့စိတ်တွေခါတယ်တဲ့ဟိုဒေါသကစိတ်ကိုခါစီတယ် ခားတာကချိုတာမှမဟုတ်တာခားတာမကောင်းတာစိတ်ခားခားလေးတစ်ခွက်လောက်တောက်ကြည့်လိုက်ပါစိတ်ခားတယ်ဆိုတော့ဒေါသစိတ်ပဲခားတဲ့စိတ်ဟာဒေါသစိတ်ပဲဒေါသများရင်စိတ်တွေခားသွားတာခားတယ်ဆိုတော့မကောင်းတဲ့စိတ်တွေဝင်လာဒေါသကြောင့်စိတ်ကဟိုဖြူစင်တဲ့စိတ်မဖြစ်တော့ဘဲနဲ့ညစ်ကြီးတဲ့စိတ်တွေဖြစ်ပြီးတော့ဒေါသအလျောက်ပြောမိတာဒေါသအလျောက်ဆိုမိတာဒေါသအလျောက်လုံးမိတာအဲ့ဒီဒေါသစိတ်ကိုခားသွားတာပဲဆိုတော့ ဒေါသများလို့စိတ်တွေခါတယ်။မောဟရှုပ်လို့စိတ်တွေ ပုတ်တယ်လေ။မောဟရှုပ်လို့စိတ်တွေပုတ်တယ်ဆိုတဲ့စကားလုံးလေးကလည်းဒါကပြားဆန်းဆန်းလေးပါပဲ။မောဟရှုပ်လို့စိတ်တွေပုတ်တယ်။မောဟဆိုတာမသိရ။အကောင်းမှမသိအဆိုးမှမသိအမှန်မှမသိအမှားမှမသိ။ဘာမှမသိတဲ့အတွက်ကြောင့်ကိုယ်စိတ်မှာဘာဖြစ်နေဆိုတော့လည်းမသိဘူး။ ။ဘာဖြစ်နေမှမသိတဲ့အခါစိတ်ကတခါခါပုတ်တာ။ကိုယ်စိတ်ကိုပုတ်တာကောမသိဘူး။တချို့စိတ်မစိတ်မဖြောင်းတဲ့လူတွေရှိတယ်။စိတ်မမှန်တဲ့လူတွေရှိတယ်။ကိုယ်ဘာစိတ်ဖြစ်နေလဲဆိုတော့မသိဟုမသိတဲ့လူတွေအများကြီးရှိတယ်။မသိတော့စိတ်ကပုတ်သွားတယ်။နမောဟရှုလို့စိတ်တွေပုတ်တယ်တဲ့မာနခံလို့စိတ်တွေထန်တယ်မာနကစိတ်ကိုထန်စေတယ်တဲ့မာနခံရင်စိတ်ထန်တယ်ခတ်ထန် ။မာကြောတဲ့စိတ်ကိုမာနလို့ခေါ်တယ်။စာပေမှာတော့ထောင်လွားတာ။မာနကတထောင်ထောင်ဖြစ်စေ။ဆိုတော့မာနကြောင့်ပဲလူတွေမှာအဲ့ဒီမာနခံနေစိတ်တွေထန်တယ်။စိတ်တွေထန်တော့တောင်းတအောင်သူများကိုလည်းအယုတ်မပေးတော့ဘူး။ကိုယ်ကိုလည်းနှိမ့်ချဖို့စိတ်တည်းမရှိတော့မာနကဂါရဝနဲ့နိဝါဒကိုသူကကာပါပြုတ်ပြီးတော့လူတွေမှာမင်္ဂလာတရားတွေကိုညှော့နှဲစေတာမာနခံရင်စိတ်တွေထန်တယ်ဆိုတော့ ကြည့်လိုက်တော့တတဝါတွေဟာညစ်အောင်လုပ်တဲ့လောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေတော့စိတ်ညစ်တာစိတ်ညစ်တယ်ဆိုတော့သူများကြောင့်ညစ်တာမို့စိတ်ရှုပ်တယ်ဆိုတော့သူများကြောင့်ရှုပ်တာမို့ကိုယ့်ရဲ့လောဘကကိုယ့်ကိုရှုပ်စေတာကိုယ့်ရဲ့ဒေါသကိုယ့်ကိုရှုပ်စေကိုယ့်ရဲ့မောဟမာနတွေကကိုယ့်ကိုရှုပ်စေတာလောကပဝိညာဉ်အမှိုက်ရှုပ်ရင်ပဝိညာဉ်ညစ်ပတ်တယ်လို့စိတ်ရှုပ်ရင်လည်းပဲ ကိုယ့်ရဲ့စိတ်ကညစ်ပတ်တဲ့ကိလေသာအငြိချေးချုပ်လို့ရှင်ကိုယ့်ရဲ့စိတ်ကလေးဟာလည်းပဲ pure mind မဖြစ်တော့ဘူးဖြူစင်တန်ဆင်းတဲ့စိတ်မဖြစ်တော့ဘူးမြတ်စွာဘုရားကလည်းဘဝနေနည်းတည်းထဲမှာဘုနှဘုရားရှင်ကဘဝနေနည်းဘုရားရှင်နိုင်ရှင်နိုင်ဘဝနေနည်းသုံးမျိုးကိုမိန့်တော်မူလေးရှိဘဝမှာတတဝါတိုင်းတတဝါတိုင်းနဲ့နေရတဲ့အခါမှာဘဝနေနည်းလေးသုံးမျိုးလောက်တော့အဲ့ဒါကျင့်သုံးတဲ့ ဘဝနေနေ၃မျိုးကဘလို့နေသင့်လဲဆိုတော့ဘဝမှာနေရတဲ့အခိုက်အတန့်နံပါတ်၁အပြစ်ကင်းအောင်နေရမယ်နံပါတ်၂အကျိုးရှိအောင်နေရနံပါတ်၃စိတ်ချမ်းသာအောင်နေရဒီနေနေ၃နေ့ဖရားတိုင်းမိန့်တော်မူတာပဲအပြစ်ကင်းအောင်နေရမယ်အကျိုးရှိအောင်နေရမယ်စိတ်ချမ်းသာအောင်နေရအပြစ်ကင်းအောင်နေဖို့ဆိုရင် တတဝါတွေအပြစ်ဖြစ်တာကအာဟုသူတွေဖြစ်တာအာဟုသလံသာဝဇ္ဇဒုက္ခဝိပါကလက္ခဏံအာဟုသလံအာဟုသူဆိုတာသာဝဇ္ဇဒုက္ခဝိပါကလက္ခဏံအပြစ်နဲ့တကွာဖြစ်တယ်မကောင်းတဲ့အကျိုးကိုပေးတယ်အာဟုသူလုတဲ့လူဟာအပြစ်ရှိတဲ့လူပဲဆိုအပြစ်ကင်းအောင်နေဖို့စဉ်အာဟုသူရှောင်နိုင်အောင်ကြိုးစားရတယ်ကုသိုလ်မရခြင်းနေပါစေအာဟုသူမလုဖြစ်အောင်အရင်ကြိုးစားတင်နေတယ် သူ့မရတာက ကောင်းကျိုးမခံစားရတာပဲရှိတယ်။အကုသိုလ်လွတ်ဖြစ်သွားပြီဆိုရင်အကုသိုလ်ကကိုယ့်အရင်ပိစက်။အမဝါမှာအပြစ်ကင်းအောင်နေဖို့ဆိုရင်ဘုရားရှင်ကိုရမြကြီးကတော့ကိုရမြကြီးတိုင်းကမိန့်တော်မူတာကအကုသိုလ်ရှောင်ပါတဲ့။အကုသိုလ်ရှောင်ပြီးနေရတယ်။အကုသိုလ်မဖြစ်အောင်နေရတယ်။အဲဒါဆိုရင်အပြစ်ကင်းတဲ့ဘဝနေနေပဲ။ဒုတိယဘဝနေနေကအကျိုးရှိအောင်နေ။အကျိုးရှိအောင်နေဆိုတာ ကျန်တဲ့နေနည်းကိုဘုရားမိန်တော်မှာမူအကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရမှာအကျိုးရှိတာတဲ့ကုသိုလ်ရအောင်နေခိုင်းတာကုသိုလ်ရရင်နေကုသိုလ်ရနေတဲ့ဘဝအကျိုးရှိတဲ့ဘဝပဲတခါကတနေ့ကုန်ဘုန်းကြီးတို့တော်တော်ကောင်းများပုရုဇဉ်တွေမှာတတ္တဝါပြိသက်တွေမှာတော်တော်များများက24 hours 24နာရီရှိတယ်အဲ24နာရီကုံသာကုံသွားတယ်ကုသိုလ်ရတဲ့အချိန်မရှိလိုက်တဲ့လူတွေအများကြီးပဲလောကမှာကုသိုလ်ရရဲ့အတွက်လုံး ခွင့်ရတဲ့အချိန်နဲတဲ့လူများတယ်။တစ်ခါခါကျအလုပ်တွေပြင်းမှန်းလို့ဆိုရင်အိပ်ရတဲ့ဝင်ပူးသုံးချိန်ချဖို့တော့အချိန်မရတဲ့လူတွေရှိ။ဖျားရှိခိုးဖို့တော့အချိန်မရတဲ့လူတွေရှိတယ်။24နာရီဘာတွေလုပ်နေလို့အချိန်ကြီးမရတာတော့။ဆက်ကုသိုလ်အချိန်လေးတော့ပေးရမယ်။ကုသိုလ်ရအောင် နေမှအကျိုးရှိတာဆိုတော့ကုသိုလ်အချိန်ပေးဖို့ဆိုတော့ထွေထူးအချိန်တည်တံ့ပေးစရာမလို့ကုသိုလ်ဆိုတာကိုယ့်ရဲ့စိတ်ထားလေးသာပြင်နေရာတိုင်းမှာကုသိုလ်ရှိတယ်။အချိန်တိုင်းမှာကုသိုလ်ရှိလူတိုင်းမှာကုသိုလ်ရှိစိတ်ထားလေးပြင် ုသိုလ်ရအောင် တွေးတတ်တဲ့စိတ်ကလေးတွေးကုသိုလ်ရအောင်မြင်တတ်တဲ့အမြင်လေးမြင် ကုသိုလ်ရအောင်လုပ်တတ်တဲ့အလုပ်လေးနဲ့လုပ်အဲ့ဒါဆိုရင်ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိတယ်အလုပ်လုပ်နေတဲ့နေရာတိုင်းမှာကုသိုလ်ရှိတယ်ကိုယ်ကစိတ်ထားမတက်လို့ဒါလည်းကုသိုလ်လုပ်ရင်းနဲ့အကုသိုလ်ဖြစ်နေတဲ့လူတွေအများကြီးကျုပ်ကတော့အလုပ်လေးစဉ်ကိုရီးယားမနဲ့အဲ့ရနိုးတာနဲ့အဲ့ရတဲ့မျက်စိအတိလေးဝင်သွားပြီမျက်စိဖွင့် အတိလေးဝင်သွားတယ်ဆိုတာနဲ့အာဟုတုအတွေးလက်မခံနဲ့ကုသိုလ်ရအောင်လေတွေး အရမထားကျင်သေးရင်လည်းပဲအိုးနမောတတဗောဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတဖရာကိုစိတ်ထဲအာယုံပြုရှိခိုးနေအဲ့စိတ်ထဲမှာကုသိုလ်လေးစိတ်ဖြစ်ဩဘဝအစကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်တာကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်မျက်နှာလေးဖရာတော်တော်ကြီးလေးကလူတွေကဒါနကို ပတ်စံသိမ်းတဲ့တောင်းနဲ့ခြီးပြီးလူမှဒါနလုပ်တယ်ထင်တာအမှန်တော့မဟုတ်ဘူးကို့အိမ်မှာဖရာကျောင်းဆောင်မှာကိုပဲတော်တော်ကြီးလေး ဟိုရေခွက်လေးတွေစေးနေတာကုသိုလ်ရတောက်တော်ရေးလေးတွေကတ်နေရင်ဟိုပဲဒါနကမြောက်နေပေးတာအရာဘုရားအကြောင်းဆောင်မှာပဲဒါနရေလုတ်ဆရာတယ်အများကြီးပန်းလဲရင်လည်းပဲဒါနဖြစ်နေတာပဲနော်ဆုံးကတ်နေတဲ့ဒါနဖြစ်နေတာပဲတောက်တော်ရေးလေးတွေကတ်နေတာဘာမှဟိုငွေကုန်ကြီးကြမများပဲနဲ့ကိုလဲတောက်နေဘုရားကိုကိုဖျားဖျားတတ်တတ်ရရဖန်ခေါ်လေးတဲ့အောက်ကပကံများလေးခံပြီးတော့ရေကိုအပြည့်မထည့်ပဲနဲ့လက်တလုံးလောက်ခြံပြီးတော့ထည့်ပြီးတော့တောက်တော်ကြီးကတ်နေဟိုပဲဖျားတောက်တော်ကြီးကတ်ရင်းနဲ့ကုသိုလ်ဖြစ်နေတာ ဩမနေ့ပိုင်းဘလောက်ပဲအလုရွှေရွှေအလုမသွားခင်အဲ့ဒါနမောတသလေးရော့ပြီးလို့ရှိရင်တရဏဂုံလေးစောက်တည်လိုက်ဘုရံတရဏံကိစ္ဆာဓမ္မံတရဏံကိစ္ဆာသံဃံတရဏံကိစ္ဆာတေမဘုန်းကြီးပြင်တာစိတ်မချရတော့မတည်ခင်နဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာဆိုတော့အဲ့ဒါဆိုရင် ကုသိုလ်ကဖြစ်နေတယ်ဘုရားလည်းရှိခိုးပြီးတဲ့နမောတသလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတယ်ဘုရားတော်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်တဲ့တချင်းလေးနားထောင်မဲ့အစားအော် အေးရဣဒေသာအေးဝင်းချင်းမှာရှိတဲ့ကို့လုပ်ငန်းခွင်ပဲဖြစ်ပြီးကို့နေရာပဲဖြစ်ပြီးအလုပ်သွားမယ်ဆိုရင်စစ်တရအာယုံပြီးပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာလေအေးရဣဒေသာအေးဝင်းချင်းမှာရှိတဲ့ပုဂ္ဂိုလ်တ attva အားလုံးမြင်မမြင်ပုဂ္ဂိုလ်အပေါင်းကျွန်တော်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘယံကင်းပါစေကိုစည်းရခြင်းစိတ်စည်းရခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွဆောင်းနိုင်ပါစေဒါလေးတွေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်မေတ္တာတရားနဲ့ဝင်သွားတော့လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ် ရမလို့ဩဒါလေးကကုသိုလ်စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှိရှိအကျိုးရှိနေဖို့စင်ကိုယ်မသာကိုစိတ်ထားလေးပြင်ပြီးတော့ကောင်းတဲ့စိတ်ကလေးမွေးလဲလို့ရှင်ရင်အကျိုးရှိတဲ့ဘဝနေနေဖြစ်တာပဲတဲ့ဘုရားရှင်ကလေမနေ့တိုင်းအဲ့လိုလေးလို့ညအေယာဝင်ကနေလည်းဘလောက်ပဲပင်မပင်မဘုရားဥတုံးရှင်လောက်တော့နမောတတလေးရှ िख ိုးဥတုံးရှင်လောက်ချသရဏဂုံလေးတင်မေတ္တာလေးကုနာတစ်ချက်နှစ်ချက်လောက်ပို့ပြီးအဲ့လိုဝင်သွားရင်လည်းပဲအေယာဝင်ကနေကုသိုလ်နဲ့ဝင်တာပဲ မနဲ့အိယာထညာအိယာဝင် ကုသိုလ်လေးနဲ့ဖွင့်ပြီးတော့နေတဲ့အချိန်ဟာကိုယ့်အတွက်အကျိုးရှိတဲ့ဘဝနေနည်းပဲဆိုတော့လောကလူသားတွေအတွက်ရရှင်ကိုယ်တော်မြတ်မမေ့တော်မူတဲ့ဘဝနေနည်းအပြစ်ကင်းအောင်နေနံပါတ်၁ကအပြစ်ကင်းအောင်နေဖို့ဆိုရင်အာကုသိုလ်ရှောင်ပါအကျိုးရှိအောင်နေဒုတိယအကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရအောင်နေပါ တတိယဘဝနေနည်းအသိအရေးကြီးစိတ်ချမ်းသာအောင်နေပါ ဒီမှာစိတ်ညစ်တရားလေးနဲ့ပတ်သက်ပြီးတော့ဒါလေးဘုန်းကြီးကသတိရလို့ပြောတာစိတ်ချမ်းသာအောင်နေပါတဲ့စိတ်ချမ်းသာအောင်နေဖို့ဆိုရင်ခုနပြောတဲ့စိတ်ကိုမချမ်းသာအောင်လုပ်တာဘာတွေကလုပ်တာတော့ဘသူကငါကိုယ်စိတ်ကိုမချမ်းသာအောင်လုပ်နေတာလဲသုတမယကမလုပ်ဘူးသူမှတော့မလုပ်ဘူးကိုယ့်ဘာသာကိုလုပ်ကိုယ်စိတ်ကိုချမ်းသာအောင်နေဖို့ဆိုရင်ကိုယ့်ဘာသာကိုပဲပြင်ရတာ ိုစိတ်ကိုစိတ်ညစ်အောင်လှုပ်ထားတယ်တခြားသူကလှုပ်ထားမို့အိုးမင်းတို့ကြောင့်ငါစိတ်ညစ်တယ်သူမျိုးကိုရှောက်ပြောအမှန်ကတော့သူတို့ကြောင့်မို့ကိုကစိတ်ညစ်အောင်ကိုဘသားကိုယူလို့ဖြစ်တာစိတ်ညစ်စရာကိုကလက်ခံလို့စိတ်ညစ်တဲ့အရာတွေကကိုရှိရောက်လာတာကိုကလက်မခံရင်မရဘူးလက်မခံရင်ဘာမှကိုကိုရှိမရဘူးကြားစရာအကြအာယုံတွေကိုလိုက်ခံစားလို့ ငါ့ကိုဒီလိုပြောတယ်ဆိုတဲ့စကားလုံးတွေလိုက်ခံစားလို့အဲ့ဒါတွေစဉ်းညစ်သွားတာငါ့လိုဒီလိုဆက်ဆံတယ်ငါ့ကိုဒီလိုဆက်ဆံတယ်ဆိုပြီးတော့သူတို့ဆက်ဆံတဲ့အမူအရာတွေကိုကလက်ခံလိုက်လို့ကိုမှစဉ်းညစ်သွားတာသူများကညစ်အောင်လုပ်ထားမှုကိုစိတ်ကကိုကိုပြန်ညစ်ကိုယ်စိတ်ကကိုယ်ပြန်ညစ်အောင်ဆိုတာကိုယ်လောဘကကိုယ်ကိုပြန်ညစ်တာကိုယ်ဒေါသတွေကကိုယ်ကိုပြန်ညစ်တာကိုယ်မောဟမာနတွေကအကုသိုလ်ကိလေသာတွေကိုယ်ကိုပြန်ညစ်တာပြီးတော့စိတ်ချမ်းသာဖို့ဆိုရင်ဘုရားကအဲ့ဒီကိလေသာတွေကိုလက်မခံဘူး ကိလေသာတွေလက်မခံဘူးဆိုပုရုဇဉ်တွေအတွက်ကတော့ကိလေသာတွေကတခါတည်းတတ်လို့မှမရတာဒါပေမဲ့ဖြစ်ရင်အကြာကြီးမဖြစ်အောင်ဖြစ်ရင်အကြာကြီးရှိမနေအောင်ကိုကတတိလေးနဲ့အမြဲတမ်းအမြန်တိုက်ထုတ်ဖို့ပဲဖြစ်ချင်အမိုက်ဆိုတာလောကမှာပြစ်မှာပဲဟိုလူကလည်းကိုအမိုက်လာပြစ်ဒီလူကလည်းကိုအမိုက်လာပြစ်အမိုက်ဆိုတာပြစ်မှာပဲအဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတယ် အမိုက်ကလေးတွေ့ရင်ကြော်မသွားနဲ့အမိုက်ကလေးတွေ့ရင် ကောက်ပြီးတော့အမိုက်ပုံးနဲ့ထက်အဲ့ဒါပတ်ဝန်းကျင်တန်ရှင်းကိုစိတ်ဓာတ်လေးကဒါပြင်တတ်မယ်ဆိုရင်အမိုက်ကောက်ရင်းနဲ့ကုသိုလ်စိတ်တွေဖြစ်နေ။အိုးအမိုက်ကလေးကောက်ပြီးတော့ထဲလိုက်တာကုသိုလ်စိတ်။အဲ့တချို့ကျတော့အမိုက်လဲကောက်သေးတယ်။အာဒီအမိုက်ကိုဘယ်သူတွေပြစ်ထားလဲဘာလို့လိုက်ပြစ်ထားလဲဆိုပြီးတော့အမိုက်ပြစ်တဲ့သူကိုလိုက်ကြည့်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အမိုက်ကောက်တဲ့စိတ်ဓာတ်လေးကပြက်ပြီးတော့အမိုက်ပြစ်တဲ့လူဘက်ကိုရောက်စိတ် ဒီကောင်ကငါပဲတန်ရှင်းနေလို့နေရငါအမြဲတမ်းလုပ်နေရတာဒီအမိုက်ကိုဒီလာပြစ်တယ်ဆိုတော့ကိုကောက်ပြီးပြစ်လိုက်တဲ့ကုသိုလ်စိတ်ကလေးကဟိုဘက်မှာအကုသိုလ်သွားဖြစ်တယ်ကအမိုက်လဲကိုပဲကောက်ရသေးတယ်ရတာတော့အကုသိုလ်ရ။ညအမိုက်ပြစ်တဲ့သူကိုမကြည့်ရဘူး။အမိုက်ကောက်တဲ့ကိုစိတ်ထားအရေးကြီးတာ။အော်တန်ရှင်းသွားပါစေဆိုစိတ်ကလေးနဲ့အမိုက်ပုံနဲ့ထိတ်။အဲ့တော့လူတွေကအမိုက်လဲကောက်တယ် ပဝင်းညာလူတွေကိုလည်းလိုက်ပြီးတော့ဒီကောင်တွေကအမိုက်တွေရှုပ်တယ်ဆိုရင်လိုက်ပြီးတော့အပြစ်ယူတယ်ဆိုကိုလည်းပင်မှန်တယ်အကုသိုလ်လည်းကုသိုလ်လည်းမရဘူး။ဒါအမိုက်ပြစ်တဲ့သူကိုမကြည့်ရဘူးအမိုက်ကောက်တဲ့ကိုစိတ်ထားအရေးကြီးတယ်။အဲ့လိုပဲဆင်းညစ်အောင် လုပ်တဲ့လူကိုမကြည့်ရဘူး။ဆင်းညစ်အောင်လုပ်တဲ့လူကိုမကြည့်ရဘူးကိုစိတ်ထားလေးကအဓိကကိုစိတ်လေးကိုမြင်အောင်ကြည့်။ လောကမှာရှိတဲ့လူတွေကိုစိတ်ညစ်အောင်လုပ်စေရအများကြီးပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်ကညစ်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်ကပူပွန်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်တော့ကဖြစ်ရမှာပဲနော်စိတ်တွေမတန့်ရှင်းအောင်ခဏခဏစိတ်ဒုက္ခတွေဖြစ်နေမှာပဲပတ်ဝန်းကျင်နဲ့နေတာဟုတ်တခါကပတ်ဝန်းကျင်နဲ့နေတာမပြောနဲ့ကိုတယောက်ထဲနေတာတော့မှကိုစိတ်နဲ့ကိုတဲ့လို့လားကိုတယောက်ထဲနေတာတော့မှကိုစိတ်နဲ့ကိုမတဲ့တာညီအစ်အဲ့တော့တခါကလူတွေရဲ့သဘောက စိတ်တွေကိုညှိအောင်လုပ်တာပဝင်းကျင်ကညှိအောင်လုပ်တယ်သူများကကိုယ်ကိုအဲ့လိုစိတ်ညှိအောင်လုပ်တယ်လို့ထင်တာအမှန်တော့ပဝင်းကျင်တို့သူများတို့ကကိုယ်စိတ်မချမ်းသာအောင်လုပ်တာမဟုတ်စိတ်ညစ်တာလုပ်တာမဟုတ်ကိုယ့်ဟာသာကိုယ်ကိုယ်စိတ်နဲ့ကိုညှိနေတာအများနဲ့တဲ့ဖို့နေနေတာတစ်ခါကတယောက်သေးတော်မှာအဆင်မပြေဘူးကိုယ်တယောက်တည်းအဆင်မပြေကိုယ်တယောက်တည်းရံဖြစ်ကိုယ်တယောက်တည်းစိတ်ညစ်နေတာလည်းအများကြီးရှိတယ်အဲ့တော့စိတ်ကိုညှိအောင်လုပ်တာသူများကညှိအောင်လုပ်တာမဟုတ်ဘူး ကိုယ်စိတ်ကကိုယ်ကိုညစ်အောင်လုပ်နေတာကိုယ်စိတ်မှာညစ်เสียအာယုန်တွေကိုလက်ခံထားရင်သူကညစ်သွားတာပဲခုနဘုရားမြတ်စွာဘုရားမိန်တော်မူတဲ့အတိုင်းပဲလောဘတွေကစိတ်ကိုညစ်စေတာဒေါသတွေကစိတ်ကိုညစ်စေတာမောဟမာနတွေကစိတ်ကိုညစ်စေတာလောဘကြီးတဲ့စိတ်ကညဉ့်နွမ်းတဲ့စိတ်ပဲဒေါသကြီးတဲ့စိတ်ဟာညဉ့်နွမ်းတဲ့စိတ်ပဲမောဟမာနကြီးတဲ့စိတ်ဟာညဉ့်နွမ်းတဲ့စိတ်ပဲဆိုတော့အဲ့ဒီစိတ်တွေရှိနေလို့ရှိရင်စိတ်ချမ်းသာအောင်နေလို့မရတော့ စိတ်ချမ်းသာအောင်နေဖို့ဆိုရင်အဲဒီစိတ်တွေပုရုဇဉ်တဘာဝလောဘဒေါသမောဟဆာတဲ့စိတ်ကိုညစ်ညစ်အောင်လှုပ်စေနိုင်တဲ့ကိလေသာတွေတော့ရှိမှာပဲဒါပေမဲ့အဲ့ဓာတွေအချာကြီးလက်မခံနိုင်အောင် တတိလေးနဲ့ထိန်းရလောဘဖြစ်เสียအာယုံတွေးလို့လောဘဖြစ်သွားတယ်အချာကြီးမထားနဲ့မြ мян ထုတ်ပလိုက်ဒေါသဖြစ်เสียအာယုံတွေးလို့ဒေါသထွက်သွားတယ်အချာကြီးမထွက်နဲ့အဲ့ဒေါသစေကလေးမြ мян တိအောင်လုပ်လိုက် မောဟမာနဖြစ်စရာအာယုံရှိလို့မောဟမာနတွေဖြစ်သွားတယ်အကြာကြီးခေါင်းထဲမှာထဲမထားနဲ့မြန်မြန်သိအောင်လုပ်ပြီးတော့မြန်မြန်ထုတ်ပလိုက်ခေါင်းထဲမှာအဲ့ဓာတွေရှိနေတယ်ဆိုတော့တကယ်တမ်းကျတော့အဲ့ဒီစိတ်ကိုမသိလို့ရှိနေတာလောဘတွေအကြာကြီးရှိနေအဲ့ဒါကိုမသိလို့ရှိနေတာဒေါသတွေအကြာကြီးထွက်နေတယ်အဲ့ဒါကိုမသိလို့ထွက်နေတာမောဟမာနတွေအကြာကြီးဖြစ်နေတယ်အဲ့ဒီဓာတ်တွေ ဖြစ်နေတာကိုမသိလို့ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကတတိလေးကတ်ထားတဲ့စိတ်ဟာအပြစ်ကင်းတဲ့စိတ်ပဲငြိမ်းချမ်းတဲ့စိတ်ပဲလို့မိန့်တော်မူဆိုတော့လောဘဒေါသမောဟတွေရှိနေတာကိုမသိတဲ့အတွက်စိတ်တွေညစ်ပြီးတော့စိတ်မချမ်းမသာဖြစ်နေတဲ့တတ္တဝါတွေဟာတတိလေးကတ်လိုက်တာနဲ့အဲ့ဒီလောဘဒေါသမောဟတွေကကွာသွားတာမရှိတော့လောဘဒေါသမရှိရင်စိတ်ကချမ်းသာသွားတာ ရောမလို့မြတ်စွာဘုရားပြတော်မူတဲ့ဘဝနေနေ၃မျိုးမှာအပြစ်ကင်းအောင် နေဖို့ရဲ့အကျိုးရှိအောင် နေဖို့ရဲ့စိတ်ချမ်းသာအောင်နေဖို့ရဲ့အပြစ်ကင်းအောင်နေဖို့ဆိုရင်အကုသိုလ်မဖြစ်အောင်အရင်ကြိုးစားအကျိုးရှိအောင်နေဖို့ဆိုရင်ရသမြကုသိုလ်လေးစွမ်းနိုင်သမျှလုပ်ပါစိတ်ချမ်းသာအောင်နေဖို့ဆိုရင်စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့အကုသိုလ်တွေကိလေသာတွေကိုယ့်ရဲ့စိတ်ထဲမှာအကြာကြီးမရှိအောင်ရှိတော့ရှိမှာ ကုသိုလ်စဉ်တဘာဝရှိရင်လည်းအဲ့ဒါတွေကိုအကြာကြီးကိုယ်စိတ်ထဲမှာမရှိနိုင်အောင်တတိလေးနဲ့ကြိုက်မြ мян ထုတ်ပလက် လောဘကတော့ရှိတာပေါ့ပုထုဇဉ်ဒေါသကတော့ရှိတာပေါ့ပုထုဇဉ်ပဲမောဟမာနတွေကရှိတာပေါ့ပုထုဇဉ်တွေပဲလေပုထုဇဉ်ရဲ့အတိတ်ပဲကပုထုကိလေသာဇနေတီတီပုထုဇဏောကိလေသာတွေအများကြီးဖြစ်နေတတ်တဲ့အတွက်ကြောင့်ပုထုဇဉ်လို့ခေါ်တာကိလေသာအများကြီးရှိနေတဲ့အတွက်ကြောင့်ပုထုဇဉ်လို့ခေါ်တာနေတိုင်းနေတိုင်းကိလေသာတိုးနေအရိယာကြတော့အဲ့ဒါမဟုတ်တော့အရိယာကြကိလေသာကိုရှိ ਉ မရှိတော့လားဆိုတော့ပုထုဇဉ်နဲ့အရိယာကအဲ့ဒါကွာတာဖြစ်တဲ့ကြောင့်ပုထုဇဉ်တွေဖြစ်နေတဲ့ ဘုန်းကြီးတို့တော်ကောင်းများဘုန်းကြီးတို့အပါဝင် အားလုံးဟာစိတ်ညစ်တာတို့စိတ်မချမ်းသာတာစိတ်အလိုမကျတာတို့ဖြစ်မှာပဲအဲ့ဒါတွေဖြစ်တာလည်းပဲသူများကြောင့်ဖြစ်တာမဟုတ်ဘိုးလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်သူများယူမွယ်ပွဲကိုယူမွယ်ပွဲဘိုးလူယူမွယ်ပွဲဒီလူယူမွယ်ပွဲလုံမနေပါနဲ့အဲ့လိုဖြစ်ရင်ကိုယ့်အသာကိုပြတ်စင်ခြင်းစိတ်ကြက်ကြက်ညစ်လေလေကိုယ်စိတ်ကိုပြန်မြင်အောင်ကြည့်နိုင်အောင်ကြိုးစားလေလေစိတ်မချမ်းမသာများများဖြစ်လေလေဘိုးလူအပြစ်ပြောဒီလူပြောလုံမဲ့အစား ကိုဘသားကိုမြင်အောင်ကြည့်ဘုရင်တို့ကတော့စိတ်တားညစ်လာပြီစိတ်သိမချမ်းမသာဖြစ်လာပြီစိတ်တော့ကတွေဖြစ်လာပြီဆိုရင်ဘုရားရှိကိုရောက်အောင်သွားလိုက်တာဘုရားရှိကိုရောက်အောင်သွားတဏှာမြတ်ဂုဏ်တော်တွေပွားတယ် meditation တရားလေးတွေအားထုတ်လိုက်တယ်အဲ့လိုတော့ကတွေများနေတဲ့အချိန်မှာလူတွေနဲ့သိမတွေ့ပြတော့မယ်ကိုဘသားကအခန်းထဲမှာပဲတယောက်တည်းနေပြီးတော့ကိုယ်စိတ်ကလေးကိုပြန်ပြီးတော့မြင်အောင်ကြည့်တတ်တဲ့အလေးချင်လေးလှုပ်ပြီးအဲ့တော့အဲ့ပြလေးလှုပ်ပြီးတဲ့အခါကျတော့ तू က လူတွေမှာကအပြင်းအာယုန်တွေရဲ့ပတ်ဝန်းကျင်တွေရဲ့ကြောင့်ကိုယ်စိတ်မှာမောဟတွေဖြစ်နေတာကိုပါပြည့်တယ်ဆိုတော့မသိပေမဲ့တယောက်တည်းနေပြီးတော့အခန်းထဲမှာပက်လက်လေးလှမ်းပြီးတော့ကိုယ့်ကိုပြန်ကြည့်လိုက်တဲ့အခါမှာသိလာတယ်။ငါမှားလားမှန်လားငါဘာကြောင့်စိတ်ညစ်တာလဲဆိုတာသိလာ။ကိုယ်စိတ်ကြည့်တဲ့အကြောင်းတရားတွေကိုသိသိလာတဲ့အခါသိလာရင် तू ကစိတ်ညစ်တာရော့။သိလာရင်စိတ်မချမ်းသာတာရော့။သိလာရင်မကျေနပ်တာရော့။အဲ့ဒါတွေကိုမသိလို့ဖြစ်တာ မသိလို့ဖြစ်ဒါကြောင့်မလို့မြတ်စွာဘုရားကအမိုက်ပစ်တဲ့သူနဲ့အမိုက်ကောက်တဲ့သူမိုက်ပစ်တဲ့သူကပြစ်မှာပဲအမိုက်ပစ်တဲ့သူကိုမကြည့်ပါနဲ့အမိုက်ကောက်တဲ့ကုစိတ်ကအရေးကြီးတာပါပဲဆိုတော့ပြီးတဲ့ပတ်ဝန်းကျင်နဲ့နေတဲ့သူတွေမှာအမိုက်တွေလာပြစ်မှာပဲဟိုလူကလာပြောမယ်ဒီလူကလာပြောမယ်ဟိုလူကလာပြစ်မယ်ဒီလူကလာပြစ်မယ်အဲ့ဓာတွေကိုကလိုက်ပြီးတော့ခံစီပြီးကောက်နေရင်တော့လည်းပဲအကုသို့ဖြစ်တယ်အပြစ်တွေပဲဖြစ်နေမှာ အပြစ်တွေပဲဖြစ်ပြီးတော့စိတ်မချမ်းမသာစရာလည်းဖြစ်နေမှာပဲဆိုတော့အမိုက်ပြစ်တဲ့သူကိုမကြည့်ပဲနဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ထားလေးအပြင်အမိုက်တွေတွေ့ရင်ဘသူပြစ်တယ်ဆိုတာမကြည့်ပဲနဲ့ကိုယ်ကောက်ပြီးတော့အမိုက်ပုံးနေတဲ့ကိုယ်ကုသိုလ်ရရဆိုတဲ့အတွေ့အလေးနဲ့ကိုယ့်ကိုသူများကလည်းအပြစ်တွေလာပြီးတော့ဖြစ်မယ်ဖြစ်အောင် လုပ်နေတယ်ဆိုရင်လည်းပဲသူတို့ကိုအပြစ်မမြင်ပဲနဲ့သူတို့ကိုလိုက်မကြည့်ပဲနဲ့ကိုယ်စိတ်လေးကိုမြင်အောင်ကြည့်ကိုယ်စစ်လို့သိအောင်လုပ်ပြီးလို့ရှင်ပြစ်လာတဲ့အမိုက်တွေမကောင်းတဲ့ဟာတွေကိုလက်မခံနဲ့ ပေါ်တဲ့အခါပေါ်တော့ပေါ်သွားအကြာကြီးမတွေ့နဲ့အကြာကြီးမထားနဲ့ဆင်းရဲဆရာတွေကခေါင်းထဲမှာကြာကြာထားလေလေခေါင်းကိုပေါ့သွားစီမှာတော့မဟုတ်ဘူးအဲ့ဒီညစ်ဆရာတွေများများထားလေပို့ပြီးညစ်လေရမလို့ညစ်နေရင်လို့ပြီးမဲ့ကိစ္စမဟုတ်ရင်ချက်ချင်းထုတ်လိုက်ပေါ့တခါတခါကျမင်းမပြောက်ပြောက်နေပလိုက်တာဒီဟာတွေခေါင်းထဲမှာမရှိတော့အာယုံတစ်ခုကဆွဲထားလို့ဒါလည်းအဆွဲထားရင်အလွဲအမားတွေဖြစ်တတ်တယ်ဆွဲထားရင်လွဲတာ ်ပြောဘလို့ပြောတယ်ဆိုတဲ့စကားတွေဘလို့ကြားတယ်ဆိုတဲ့အတန်တွေအဲ့ဒါတွေခေါင်းထဲမထည့်ပဲနဲ့ကိုယ်စိတ်ထဲမှာအဲ့ဒါမျိုးတွေရှိလာလို့ရှိရင်စိတ်ကလေးကို မြင်အောင်ပြန်ကြည့်ပါတတိလေးနဲ့တယောက်တည်းနေနိုင်အောင်ကြိုးစားပြီးတော့တစိတ်ထဲထားနိုင်အောင်ကြိုးစားနိုင်လို့ရှိရင်အဲ့ဒီညစ်နေတဲ့စိတ်တွေဟာလည်းပဲပျောက်သွားမှာပါပဲလျှော့သွားမှာပါပဲเนาะဒါကြောင့်မလို့မြတ်စွာဘုရားရှင်မိန့်တော်မူတဲ့အတိုင်းရေကြောင့် ရှင်ရှင်ဟာရေချောင်းဖြစ်တဲ့ရှင်ဟာရေနဲ့ဆေးမှပြောင်းတယ်လို့စိတ်ကြောက်ဖြစ်တဲ့အညစ်အကြေးဟာလည်းပဲစိတ်နဲ့ဆေးမှပြောင်းလာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တဏ္ဍာမှာစိတ်တွေညစ်လာပြီး ကိုယ်စိတ်ထဲမှာအညစ်အကြေးတွေရှိလာပြီးဆိုရင်ကိုယ်စိတ်လေးကိုကိုယ်ပြန်မြင်အောင်ကြည့်ပါစိတ်ကိုမြင်မှုဆိုရင်တတိရှိမှဆဲမြင်မှာပဲတတိမပိုင်စိတ်ကိုမမြင်နိုင်ပါဘူးစိတ်ရဲ့သဘောကလည်းပဲသူကဟိုတခါကဟိုစိတ်ဖြစ်လိုက်ဒီစိတ်ဖြစ်လိုက်လို့ဒီလိုထင်တာ စိတ်ကအမျိုးမျိုးဖြစ်နေတာမဟုတ်ဘူးစိတ်ကအမျိုးမျိုးဖြစ်နေတာမဟုတ်စိတ်ကတစ်စိတ်တည်းပဲဒါပေမဲ့အဲ့ဖြစ်တဲ့စိတ်တည်းမြန်လို့မြန်အောင်မသိနိုင်လို့ဟာဟိုကလည်းဖြစ်တယ်ဒါလည်းဖြစ်တယ်တခြင်းတန်လည်းနားထောင်တယ်တရားတန်လည်းနားထောင်တယ်အတွေ့အကြုံလည်းဝင်သေးတယ်အဲ့လိုမျိုးဟာငါစိတ်တွေဒီပိုင်းနဲ့အမျိုးမျိုးဖြစ်နေပါလားလို့ဒီလိုတွေးတာအမှန်ကတော့စိတ်ကအမျိုးမျိုးမဖြစ်ဘူးမြန်တာ တချင်းကိုတွားပြီးနားထောင်လိုက်တဲ့စိတ်ကလေးရဲ့တရားတောင်ကြားလိုက်တဲ့စိတ်ကလေးရဲ့အိုးတခြားအတွေ့တွေဝင်သွားတဲ့စိတ်ကလေးရဲ့စိတ်ကလက်ပြတ်တတက်ထဲမှာ ਉਹ ပဲဂရေပေါင်းမြောင်များစွာဖြစ်နေတာဖြစ်တဲ့အတွေ့အကြုံအဲ့ဒီစိတ်ကိုကလည်းထိမ့်ချုပ်ထားလို့မရစိတ်ကိုသိတယ်ဆိုတာကပြောင်းပြောင်းပြောင်းမွန်းသွားတဲ့စိတ်အစဉ်လေးကိုသိနေတာကိုစိတ်ကိုသိတယ်လို့ခေါ်တာစိတ်တ ानु ပတ္တနာမှာတော့ရှေ့စိတ်နဲ့နောက်စိတ်ဆက်ကုမကူကြားထဲမှာတတိမလို့ပဲသိနေတဲ့သဘော ဟိုမှာအတွေးတွေဝင်နေအတွေးတွေဝင်တာကိုမသိတော့အတွေးတွေဆက်ဝင်နေတွေးနေတာကိုသိလိုက်တာနဲ့ရှေ့ကအတွေးစိတ်ကမရှိတော့သိတဲ့စိတ်ကလေးကရောက်အဲ့ဒီတိတဲ့စိတ်ကလေးကိုနောက်ကစိတ်ကထပ်တည်ရဲ့ရှေ့အစိတ်ကမရှိတော့ဘူးနောက်စိတ်တွေကရောက်နောက်စိတ်ကိုလည်းနောက်နောက်စိတ်တွေကထွက်ထွက်ပေါ်ပေါ်လာလို့ရှေ့စိတ်တွေပျောက်ပျောက်သွားအဲ့ဒီစက္ကုမတ်ကိုပျောက်ပျောက်သွားတဲ့ခြားကာလာလေးတွေကိုစိတ်ကတိလေးကပ်ပြီးလိုက်ပြီးကြည်နေအဲစိတ်ဓာတ်ဥပဒနာပဲရောမလို့ စိတ်ကြောင့်အငြိအကျေးဖြစ်တဲ့အကုသိုလ်ဖြစ်တဲ့အခါမှာကိုယ်စိတ်လေးကိုပြန်မြင်အောင်ကြည့်တတိလေးကပ်ပြီးတော့ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့သဘောတရားတွေကိုမြင်အောင်တတိနဲ့ကပ်နိုင်လို့ရှိရင်ဖြစ်နေတဲ့သဘောတရားကြောက်မသိလို့သူကဆက်ဖြစ်နေလောဘဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်ဒေါဘရော့သွားဒေါသဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်ဒေါသရော့သွားတယ်မောဟဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်မောဟရော့သွားတယ်အော်သိတာကဟိုမသိတာတွေကို အနိုင်ယူသွားတာပဲမသိတာကိုအနိုင်ယူသွားတာပဲဆွဲနေတာကိုတိသွားရင်မဆွဲတော့ဘူးတဲ့လိုချင်တာတွေကိုတိသွားရင်မလိုချင်တော့ဘူးတဲ့ဟောမသိတာတွေကိုတိသွားရင်အတိရသွားတယ်ဟောတတိတရားအဲ့ဒါပဲအဲ့ဒါပညာနဲ့တတိပေါင်းဆက်ထားတဲ့သဘောပဲဆိုဒါကြောင့်မလို့ကိုယ်စိတ်ထဲမှာအငြိချေးတွေဖြစ်လို့ရှင်စိတ်ညစ်တဲ့အခါမှာဘုသူကြောင့်ဘဝကြောင့်ဆိုရင်သူများကိုအပြစ်တင်မြင်မဲနဲ့ ကိုယ်စိတ်အငြိအကျေးဟာစိတ်ကြောင့်ဖြစ်တယ်ဆိုတာသိပြီလို့ရှင်ကိုယ်စိတ်လေးကိုစိတ်ကြောင့်ဖြစ်တဲ့အငြိအကျေးကိုမြတ်စွာဘုရားကစိတ်နဲ့ဈေးမှပြောင်းမယ်လို့မိန့်တော်မူတဲ့အတိုင်းပဲစိတ်ကြောင့်စိတ်မှအငြိအကျေးတွေဖြစ်တဲ့အခါမှာကိုယ်စိတ်လေးကိုတတိလေးကပ်ပြီးတော့ဖြစ်ပေါ်လာတဲ့အငြိအကျေးတွေကိုတခြားသူအကြောင်းမရှာဘဲနဲ့ကိုယ်အငြိအကျေးစိတ်ဓာတ်လေးတွေကိုလောဘစိတ်ဒေါသစိတ်မောဟစိတ်လေးကိုတတိလေးကပ်ပြီးတော့သိအောင်ကြိုးစားလိုက်ရင်တတိဟာစိတ်ကို အန်ရှင်းအောင်လုပ်ပေးတာပါပဲစိတ်ညစ်တယ်ဟာတတိမရှိလို့ညစ်တာဖြစ်တဲ့အတွက်တတိရှိရင်အဲ့ဒီစိတ်ညစ်တာလေးတွေကအလိုလိုစိတ်ကြောပြီးသားဖြစ်တဲ့အတွက်ကြောင့်စိတ်ကြောင့်ဖြစ်တဲ့အငြိအကျေးကိုတတိကိုလက်ကင်ထားပြီးစိတ်နဲ့စိတ်မှသာပြောင်းမှဖြစ်တဲ့အတွက်ကြောင့် ဘုန်းကြီးတို့တော်ကောင်းများလည်းပဲကိုယ်စိတ်မှာလောဘတွေဖြစ်လို့ဆင်းရဲတဲ့အခါဒေါသတွေဖြစ်လို့ဆင်းရဲတဲ့အခါမောဟမာနတွေဖြစ်လို့ဆင်းရဲတဲ့အခါမှာကိုယ်လူယုံမဲ့ဘွယ်ဒီလူယုံမဲ့ဘွယ်လုံးမနေပဲနဲ့ကိုယ်စိတ်လေးကိုကိုယ်ပြန်မြင်အောင်ကြည့်လောဘစိတ်ကိုမြင်အောင်ကြည့်ဒေါသစိတ်ကိုမြင်အောင်ကြည့်မောဟမာနစိတ်ကိုမြင်အောင်ကြည့်ပြီးတော့ကိုယ်စိတ်အညစ်အကြေးကိုကိုယ့်ရဲ့တတိတရားနဲ့စိတ်ကလေးကိုထားတတ်အောင်ကြိုးစားပြီးတော့တန်ရှင်းအောင်လုပ်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေဂုံတော်တည်